VN နိုင်ငံမှာ24နှစ်အတွင်းမွေးချိန်36လက်မှကျော်စံချိန်တင်ရွာတွန်းခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပြီးခဲ့တဲ့တနင်္လာနေ့က24နှစ်အတွင်းမှာမွေးချိန်36လက်မှကျော်ရွာတွန်းခဲ့တာကြောင့်မလို့ VN နိုင်ငံရဲ့သမိုင်းဝင်အထင်ကရနေရာတစ်ခုဖြစ်တဲ့ဟွေးမြို့မှာထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ VNN တဘာဝ BND ရဲ့စီမံခန့်ခွဲမှုအဖွဲ့ကတရင်ထုတ်ပြန်ခဲ့ပါတယ်။ရွာတွန်းခဲ့တဲ့မွေးချိန်ဟာဟွေးမြို့သမိုင်းမှာ စံချိန်တင်ရွာသွန်းမှုတရက်ဖြစ်ခဲ့ပြီးတမိုင်းဝင်နေရာတွေရေမြုပ်ခဲ့တာဖြစ်ပါတယ်။ VN နိုင်ငံအလဲပိုင်းမှာရှိတဲ့ဟွေးမြို့ဟာဘရင်တွေနန်းဆိုင်ခဲ့တဲ့မြို့တစ်မြို့ဖြစ်ပြီးနန်းတော်ဟောင်းတွေအပါအဝင်တမိုင်းဝင်နေရာတွေအများအပြားရှိတဲ့မြို့ဖြစ်တယ်လို့ UNESCO က1993ခုနှစ်မှာကတည်းကကမ္ဘာယဉ်ကျေးမှုအမွေအနှစ်စီရင်တဲ့ကိုထည့်သွင်းခြင်းခံထားရတဲ့မြို့လည်းဖြစ်ပါတယ်။စံချိန်တင်မိုးရွာသွန်းမှုတွေနဲ့အတူနန်းတော်ဟောင်းအပါအဝင်ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်စီရင်တဲ့ထည့်သွင်းခံထားရတဲ့နေရာတော်တော်များများ ရည်လွှမ်းမှုတဲ့တံကိုခံခဲ့ရပြီးပျက်စီးမှုအခြေအနေကိုတော့မသိရသေးဘူးလို့ VNN အစိုးရကတည်င်းထုတ်ပြန်ခဲ့ပါတယ်။